အာဆနယ်ကိုတာဝန်ယူရတာတခြားအသင်းကြီးတွေကိုတာဝန်ယူရတာထက်ပိုပြီးတော့ဖိအားနည်းတယ်ကျွန်တော်မြင်နေပြဆူပလာထလုံးရခဲ့တဲ့တန်ဟက်တော်မှာအထောက်ခံခဲ့ရတယ်မန်စီးတီးကမှလည်းဒီလိုမျိုး၅နှစ်လောက်ဖလားလက်မဲ့ဖြစ်လို့မရဘူးလီဗာပူးလည်းဒီတိုင်းပဲချဲလ်စီးလည်းဒီတိုင်းပဲပရီးမီယာလိတခြားသောအသင်းကြီးတွေကဒီလိုဖိအားရှိပေမယ့်အာဆနယ်ကတော့အဆင်ပြေတယ်ကစားကွက်လှတယ်ငါတို့နိုင်တယ်ဒါပေမဲ့တကယ်တမ်းလက်တွေလည်းကျွန်တော်ဘာမှမရဘူးဆူပလာမရလည်းဘာမှမဖြစ်ဘူးတော့ချန်ပီယံစုလေးနားမှာနေနိုင်အဆင်ပြေတယ်ဆိုတာမျိုးဖြစ်နေတယ် သမြန်မင်္ဂလာပါကျွန်တော်တို့ရဲ့ The Premise Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ Super Sunday ရဲ့တကယ်ပွဲကြီးပွဲကောင်းပေါ့နော်ဒါပွဲရုံသွင်းချက်အစည်းအဝေးဖြစ်ပါတယ် Liverpool နဲ့ Arsenal ပါထိုးစံတိုင်းကျွန်တော်နဲ့ကိုရဲနေတော့ကျွန်တော်ညီကိုညောက်ကပဲခံမှန်းတုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာကိုရဲနေတော့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Liverpool နဲ့ Arsenal Super Sunday ရဲ့ည10:00နာရီပေါ့ရေနော်ပြောမယ်ဆိုလို့ရှိရင် Liverpool အတွက်ကတော့ဘာမှအရေးမပါတော့တဲ့ပွဲစဉ်တစ်ပွဲ Arsenal အတွက်ကတော့အစစ်နှစ်နေရာကိုမြဲဖို့အတွက်စူးစမ်းလာမယ့်ပွဲစဉ်တစ်ပွဲဆိုပြီးတော့ဖြစ်နေပါတယ်အဲ့တော့အစည်းအဝေးထုံးစံနေတိုင်းပဲ Ancient Liverpool ဘက်ကနေစပေးပါဦးဟာ ်လီဗာပူးကတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့သလိုပဲယာရီကျိုခြေစမ်းပွဲကစားနေတဲ့ပုံစံမျိုးပဲပေါ့နော်ဟုတ်ပါတယ်ဒါပေမဲ့နှစ်သင်းကြားမှာတော့အဆိုင်ခဲလေးတွေတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အာတီတာက ီ champion league မကန်ခင်မှာပေါ့နော်ပြောခဲ့တာပေါ့နော်ဒီဘာဘူးတင်းဒီနေ့ supply ရသွားတာကန်ကန်တရားရဲ့အားပေးမှုတွေပါတယ်ပေါ့နော်အဲ့လိုပြောခဲ့တာမျိုးလေးတွေတော့ရှိတော့ဒီဘာဘူးအနေနဲ့ဒီစကားတွေကိုပေါ့နော်ခြေပြပြဖို့လဲစူးစမ်းလာကောင်းစူးစမ်းလာနိုင်တယ်ပေါ့နော်အဓိကတော့ဒီနောက်ပိုင်းပွဲတွေဒီဘာဘူးသွားနေတဲ့ပုံစံရတော့နောက်ရာဒီမှာဘယ်နေရာတွေလို့ခေါ်ရမလဲအဖြေထုတ်နေတယ်ပြီးတော့ကျွန်တော်ကတော့မြင်နေပေါ့နော်ပြီးတော့ဒီဒီဘာဘူးအတင်းကပေါ့နော်အဓိကကွန်းလေကစားမှလည်းမရှိတဲ့အခါမျိုးဆိုရုံးကန်ရတာကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့လီဗာပူးအိမ်ခွေးမှာပရီးမီးယားလိပေါ့နော်အာစနယ်အသင်းကမနိုင်တာတော်တော်လေးကိုကြာပြီဗျ နောက်ဆုံးနိုင်ခဲ့တာ2022ခုနှစ်ကနိုင်ခဲ့တာ ပြောမယ်ဆိုတာတော်တော်လေးကိုမှတော်တော်လေးကိုကြားရတဲ့ဆိုတဲ့အခြေအနေမျိုးတော့ရောက်သွားရေပေါ့နော်အခုပွဲမှာလည်းလီဗာပူးအနေနဲ့လူစုံထုတ်လာမလားကျွန်တော်တို့ရှောက်ကြည့်ရမယ်ချဲစီနဲ့ပွဲမှာလူစုံမထုတ်တဲ့အခါမှာတော့ခက်ခဲတာကိုမြင်ခဲ့ရတယ်ဒူးရပိုင်းကျမှပဲသူတို့ဒီဆပိုစလိုင်းတော့ပါတော့ထည့်ပြီးတော့အသေးအတန်ရုံးကန်ရတာမျိုးဖြစ်နေတော့ဒီပွဲစဉ်မှာတော့လူစုံထုတ်ကောင်းထုတ်လာနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒီပါပူးအနေနဲ့အန်ဗီမှာတော့အစင်လာတဲ့ခေါင်းကိုတော့ဆက်ပြီးတော့ထင်းသွားဖို့ကြိုးစားလာမယ်လို့မြင်တယ်ပြီးတော့ဒီနှစ်တင်းကြမှာရှိတဲ့အဆိုင်ခဲလေးတွေကိုလည်းဒီပွဲစဉ်မှာတော့ရှင်းလင်းသွားဖို့တော့ရှိပါတယ်ဗျဟုတ်ကဲ့ပါချန်ပီယံဖြစ်ပြီးကစားခဲ့တ ဲ့ Chelsea နဲ့ပွဲမှာ Liverpool ကိုကြည့်မယ်ဆိုလို့ရှိရင်အားတော်တော်လေးကိုလျှော့ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ပြောမဆိုလို့ရှိရင်တော့ဘောလုံးပွဲတွေမှာဒါကဖြစ်နေကြပါပဲ။ Barcelona မှာအရေးမပါတော့တဲ့ပွဲစဉ်မှာတော့ဘောလုံးမှာဒီလိုမျိုး AC စကစားတာမျိုးတွေရှိတဲ့ခါမှာ Chelsea ကံကောင်းသွားတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်။ပြောမဆိုလို့ရှိရင်တော့ Liverpool ကစားသမားတွေကတော်ယုံတော့ပဲကစားသွားခဲ့တယ်။ပြောမဆိုရင်ကွင်းလိုက်ပိုင်းအားနေမှုကွင်းလိုက်ပိုင်းမှာလူမဆုံတာကလည်းအဓိကလိုမျိုးအခြေအနေမျိုးဖြစ်ခဲ့တယ်ပေါ့နော်။နောက်တစ်ခုကတော့အဝေးကွင်းဖြစ်နေတာကြောင့်လည်းပါလိမ့်မယ်။ဒီအဲ့ဒီ Chelsea နဲ့ပွဲ Anfield ကွင်းဆိုတော့ဒီလိုဖြစ်ခံမှာမဟုတ်ဘူး။အဝေးကွင်းပွဲဆိုတော့လေအေးဆေးပါကွာဆိုပြီးလှုပ်ရတဲ့ပုံစံမျိုးတွေပေါ့။ဒါပေမဲ့အခုပွဲက ကျတော့ Liverpool မှာရက်လက်ကောင်းအောင်ပေါ့နော်ဒါစူးစမ်းရမယ်ဆိုတဲ့အချက်တွေရှိတယ်ဒါကဘာလဲဆိုတော့ဗျာသူတို့ Chelsea ကိုရှုံးခဲ့တဲ့အတွက်သူတို့ရက်လက်ပြန်ကောင်းဖို့လိုတယ်အသင်းကြီးနှစ်သင်းဆက်နှစ်ပွဲဆက်တော့ဘယ်အသင်းကြီးကမှရှုံးချင်မှာမဟုတ်ဘူးအဲ့တော့ဒီအချက်လေးရှိတယ်နောက်တစ်ခုကကျတော့ဒီပွဲကအိမ်ကွင်းပွဲစဉ် Anfield ကွင်းပွဲစဉ်ဖြစ်နေတယ်။နောက်တစ်ခုကကျတော့အသင်းကနေပြီးတော့ Arno ထွက်သွားပြီဖြစ်တယ်။ဒီလိုအခြေအနေရှိတယ်။နောက်တစ်ခုကကျတော့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ Arno ထွက်သွားတဲ့အချိန်မှာ ပရိသတ်တွေစိတ်ကျေနပ်ဖို့အတွက်တစ်ခုခုပြန်လုပ်ပေးရတော့မယ်။ Chelsea ကိုလည်းရှုံးတယ်။ Arsenal ကလည်းထွက်တယ်။ Arsenal ကထပ်ရှုံးမယ်ဆိုလို့ရှိရင်တော့ Liverpool ပရိသတ်တွေက Champion ဖြစ်ပေမဲ့တိတ်တော့ကျေနပ်မှာတော့မဟုတ်ဘူး။အဲ့တော့တို့ကပြောမယ်ဆိုလို့ရှိရင်တော့ဒီအရာလေးတွေရှိတဲ့ခါမှာတော့ပရိသတ်တွေကျေနပ်ဖို့ရအောင်တို့ပြန်ပြီးတော့စ조사ပေးရလိမ့်မယ်။နောက်တစ်ခုကဒီအရာဒီ Premier League ဖလားကိုအဓိကလူခဲ့တဲ့ Arsenal နဲ့ကစားရမှာဖြစ်တယ်။ အဲ့တော့ဒီလိုအချက်လေးတွေရှိတဲ့အခါမှာတော့ကျွန်တော်ကတော့မြင်ပါတယ်လီဗာပူးရှုံးလို့လုံးဝမရဘူးလီဗာပူးအေးအေးဆေးဆေးပဲကစားသွားမယ်ဆိုလို့ရှိရင်တော့မှအ ਨੇ ဆုံးတရေလောက်တော့ယူပေးဖို့လိုတယ်လို့တော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်အာဆင်နယ်သွားချင်ပါတယ်အာဆင်နယ်လည်းပြောမယ်ဆိုလို့ရှိရင်တော့ဒါစူးစမ်းပါတယ်ဒါကျိုးတော့စူးစမ်းတယ်ဒါအကောင်းဆုံးလည်းအကောင်းဆုံးအသင်းတွေကတသင်းပါပဲဒါပေမဲ့ဘာဖလားမှမရတာကတော့လည်းသိပြီးတော့အဆင်မပြေဘူးလို့ပဲပြောရမှာပါအဲ့တော့အာဆင်နယ်အကြောင်းလေးပြောပြပေးပါဦးအာ ဒီပွဲမှာတော့ဒီအာဆင်နယ်ကလီဗာပူးကအားထုတ်စရာဘာမှတော့မရှိတော့ဘူးเนาะအာဆင်နယ်ကတော့အစားရေကဒီချန်ပီယံလိစီမီဖိုင်နယ်တက်နေကြတယ်ဆိုတော့ပြင်းပြလေတော့ရိုင်းတော့အားဆိုင်ထုတ်တာပြတော့မရှိဘူးလူစုံတော့ထုတ်နေပြီမဲ့လေရလာကတော့ကောင်းမလာဘူးเนาะအခုချန်ပီယံလိမှာလည်းသူတို့ကပြုတ်သွားပြီဆိုတော့အဓိကအားဖြင့်တော့ဒီချန်ပီယံလိမှာတောက်လျှောက်ရုံးခဲ့တဲ့ကစားသမားတွေကိုအနာပေးတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်အထူးသဖြင့်တော့ rise ပေါ့ ဒေဇာမောက်တော့ဒီပွဲစဉ်မှာတော့ခဏတည်းပြောတော့အနာပေးစင်းတင်တယ်လို့ကျွန်တော်မြင်တယ်။ဟုတ်ကဲ့။အာဆင်နယ်ပရိတ်တာတွေကတော့အာတီတာကိုအပြစ်မြုံးမယ်လို့တော့ကျွန်တော်မထင်ဘူးဗျ။ဟုတ်ကဲ့။ပြောမယ်ဆိုတော့အာတီတာအာဆင်နယ်ကိုကင်တာ6နှစ်ထိတော့ရှိလာပြီပေါ့နော်။အဲ့မှာ9နှစ်ကဖလားလဲမဲ့ဖြစ်သွားပြီပေါ့နော်။ဟုတ်ကဲ့။ ဒီလိုအချိန်တွေမှာအပြောင်းအလဲတစ်ခုကတော့မဖြစ်မနေဘူးလိုအပ်နေပြီဟုတ်ကဲ့နောက်တရာဒီတော့အာတီတာကိုကျွန်တော်ကအခွင့်အရေးပေးနေတယ်ဟုတ်ကဲ့ဘာဖြစ်လို့ဆိုတော့ lower attack move စစ်စစ်ရယ်ကွန်းလေယာပတ်သေးနေရယ်ပြီးတော့ beta man တယောက်ရယ်ပေါ့နော်တေချာအားဖြစ်ပေးနေတယ်ဟုတ်ပါအဲ့လိုမျိုးငွေ site ထုတ်နိုင်တော့အောင်ပေါ့နော်အာတီတာလုတ်ပြထားတာတွေကလုံလောက်တယ်ဆိုတော့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ပါတယ်မှန်ပါတယ်အာတက်ဆင်မှုတယောက်တော့အ ਨੇ ဆုံးပေါ့အာတီတာအတွက်ဝယ်ပေးတယ်ဟုတ်ပါတယ်လူဆောင်တက်ဆုံမှအာတီတာအနေနဲ့ပေါ့နော်ဘာမှမလုတ်ပြနိုင်ဘူးဆိုရင်တော့အချိန်ကြာမှပဲခွဲခွာတင်တယ်လို့တော့ ထင်ပါတယ်ပေါ့ဟုတ်ပါတယ်အာဒီတာဘယ်လိုပဲဖြစ်ဖြစ်အာဆင်နယ်ကိုအစင်တန်းတစ်ခုကြီးဆွဲတင်ပေးခဲ့တဲ့နီးပြဆိုတော့တော့ယုံမတန်နေဖြစ်စရာမလိုဘူးမှန်တယ်ဖလားယူပေးမဲ့နီးပြတယောက်ရဲ့လက်ထဲကိုထည့်လို့ရတဲ့အသင်းမျိုးပေါ့နော်ဒါတော့သူဖန်တီးပေးနိုင်ခဲ့တယ်ပေါ့နော်ဟုတ်ပါတယ်အာဆင်နယ်တင်ရတဲ့ဒီအရီမှာချန်ပီယံလိစီမီဖိုင်နယ်ထိကောင်ကသူရောက်ရှိလာခဲ့ပြီနောက်နေ့ဆိုဖိုင်နယ်ထိတောင်ဖြစ်သွားဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီပါဝုနဲ့ပွဲမှာတော့အတီတာရီနဲ့ကစားမားတွေကိုအလဲကျကစားခိုင်းပဲပွဲကိုတော့အေးဆေးသွားမယ်လို့တော့ကျွန်တော်ကမြင်နေပါတော့ဂုံတိခါပိုင်းရလို့ပြောရအောင်လေဒီအာဆင်နယ်ဒီအရီမှာလုပ်ပြခဲ့တာတွေကထပ်ပြီးတော့ ကိုနေ့ကပိုင်းကထက်ဆယ်ဆရာမလို့တော့ဘူးလို့ကျွန်တော်တို့မြင်နေပါတော့။အားဖြင့်ဖြစ်ဒီအသင်းဟာတကယ်ကောင်းမွန်တဲ့ຢာတွေတကူကိုဖြတ်တန်းခဲ့တယ်လို့တော့ပြောချင်ပါတယ်ဗျာ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ဘောနော်ဒါချန်ပီယံလိမှာတော့အာဆင်နယ်ကအာဆင်နယ်ပါပဲဆိုတာမျိုးဖြစ်သွားတယ်။အဲ့တော့ချန်ပီယံလိနဲ့အာဆင်နယ်ကအဝေးကြီးဆိုတာမျိုးဖြစ်သွားတယ်။ဒါကျွန်တော်ဒီရက်ပိုင်း online မှာမြင်ပါတယ်ဟိုပါဘောနော်။ ကျွန်တော်ကတော့အာဆင်နယ်ပေါ့မမတော့ချန်ပီယံလိဖလားကြီးပေါ့ဆိုတော့ပြီးတော့ကျွန်တော်မြင်တယ်ဒီလိုပုံစံမျိုးလေးဖြစ်သွားတဲ့အခါမှာတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ရည်စရာဆိုမဲ့တစ်ဖက်ကကြည့်မယ်ဆိုတော့ဒါခန်းစားရခတ်တယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ပေါ့ဗျာဒါနှစ်နှစ်လောက်ကျွန်တော်ပြောလာတဲ့အရာတစ်ခုကိုလက်ရှိမှာမှာအာဆင်နယ်ပရိသတ်တွေကအာဆင်နယ်အကြောင်းကိုအဓိကထားပြီးတော့ဗောနော်ဒါပြောနေကြတဲ့လူတွေရောတော်တော်လေးကိုလက်ခံသွားတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ဖလားမရဘူးဘာဖြစ်လို့လဲတိုက်စုံမှုလူလို့ဆိုတဲ့အမြင်ပေါ့သူတို့တော်တော်လေးကိုအမြင်ွားကြတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီတောက်လျှောက်လုံးမှာကိုကပေါ့နော်ပြောလာခဲ့တာလေးကမှန်သွားတဲ့အခါမှာလေဂျင်းနမှုတစ်ခု ူလေးတော့ခံစားရတယ်လို့ကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့လူဆောင်ထုတ်ခဲ့ပေမဲ့ပေါ့ဗျာဒီ pay list တို့ဘုံပေါက်တို့နဲ့ပွဲမှာရမှတ်တမှတ်ပဲရတယ်အခုဆိုလို့ရှိရင်ရမှတ်က68မှတ်အဆင့်2က Man City ကဖိအားပေးနေတယ်ဒါပေမဲ့ဂိုးပွားချချက်ကတော့ကွာပါတယ်ကျွန်တော်ပြောသလိုပေါ့ပွဲနှင်းလာပေမဲ့ဂိုးပွားချချက်ကအဖြေတစ်ခုဖြစ်လာတာပဲ AAC ရှိပြီဆိုပေမဲ့ဘုံပေါက်နဲ့ pay list ရှင်မှာတမှတ်ပဲရခဲ့တဲ့အသင်း ပရီးမီးယားလိ၃ပွဲဆက်တာနိုင်ပွဲထပ်ပြောက်မယ်ဆိုလို့ရှင်တော့အခြေအနေမကောင်းတော့ဘူး။အခြေအနေမကောင်းဘူး။ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံလိကနေထွက်လာရလို့ချန်ပီယံလိမှာဘောလူပဲတက်သွားတယ်။လီဗာပူးကိုဒီပွဲရှုံးတယ်ဘာမှမပြော။ချန်ပီယံလိကနေထွက်ပြီးတယ်ထွက်လိုက်ရတယ်။လီဗာပူးကိုလည်းပရီးမီးယားလိမှာအဝေးကမှာထပ်ပြီးရှုံးမယ်ဆိုလို့ရှင်ရတော့အခုထပ်ပိုတဲ့လှောင်ပြောင်မှုတွေအာဆင်နယ်စီကိုရောက်လာလိမ့်မယ်။နောက်တစ်ခုကဒီပွဲပြီးလို့ရှင်ချန်ပီယံလိဝင်ခွင့်အတွက်စူးစမ်းနေတဲ့ညူကာဆယ်။ ပြောမှာဆိုလို့ကျွန်တော်ပွဲတွေကကြက်တယ်လို့ပြောလို့ရတယ်။နောက်က Man City ကလည်းဖြည်းဖြည်းချင်းစီလေးနဲ့နိုင်ပြီးအစ်စ်နှစ်ကိုဖိအားပေးနေတယ်။ Arsenal ထင်သလောက်တော့လွယ်နေတော့မဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ဗျ။အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ Liverpool ကိုနိုင်လို့ရှိရင် Arsenal ပြိတ္တတွေအနည်းငယ်တော့စိတ်ချနေသွားလိမ့်မယ်။အော်ဒီနှစ်ရဲ့ဒါ Premier League Champion Liverpool တဲ့ကောင်ကတော့နိုင်သွားတယ်ပေါ့။နောက်တစ်ခုကကြတော့ကျွန်တော်တို့ မန်စီးတီးကိုခါတော့၅ခုပြတ်နေနိုင်ခဲ့တယ်ပေါ့ရီယယ်ကိုချန်ပီယံလိဒီရဲ့เนาะတကယ်ချန်ပီယံလိဒီကွာဘယ်လိုကစားရမလဲဆိုတော့သိတဲ့ချန်ပီယံလိကိုဖလားပေါင်းများစွာကိုရယူထားတဲ့ချန်ပီယံလိရဲ့အအောင်မြင်ဆုံးသိရီယယ်ကိုလည်းငါတို့ကနှစ်ကျော်လုံးနိုင်ခဲ့တယ်ပေါ့ဒီရာလေးတွေကဒီရာဒီမှာဖြစ်သိမ့်စရာလေးတော့ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကိုရဲနှုံးပြောသလိုမျိုးပေါ့ကျွန်တော်လက်ရှိမှာတွေးတောနေတဲ့အရာတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့အာတီတာကဆူဖလားယူပေးနိုင်တဲ့နည်းပြဟုတ်ပါမလားဆိုတော့ပေါ့ ကျွန်တော်တို့ကအများနဲ့ပြောတယ်တိုက်စုံမှုလိုတယ်တိုက်စုံမှုလိုတယ်အသင်းကပဲမခေါ်ပေးတာလားအာဒီတာကပဲခေါင်းမာနေရလားဒီဟာကလည်းကျွန်တော်တို့ကတွေးရမယ့်အပိုင်းတွေရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလိုမျိုးစကားတွေပြောနေမယ်တကယ်အသေးရဲ့အသွင်းသွင်းချက်ချက်ကိုတော့ကျွန်တော်တို့မမြင်ရအောင်အာဆင်နယ်အသင်းပေါ့နော်ဒါတိုက်စစ်နေရာအတွက်ငွေပို့ပြီးတော့သုံးပေးနိုင်မယ်ဆိုလို့ရှိရင်တော့ကိုရဲထုံးပြောသလိုမျိုးပေါ့အဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဒါပြီးခဲ့တဲ့နှစ်ကဆိုတော့လိုအပ်တဲ့နေရာတွေကိုဖြစ်နိုင်တယ်အာဒီတာကတခုရှိတာကသူ့အသင်းဘယ်အသင်းဘယ်နေရာလိုတယ်လဲဆိုတာလေးတော့သူက သိတဲ့အခါမှာတော့ဒီလိုမျိုးပေါ့ဈေးကွက်ထဲမှာထဲထဲဝင်လုံနိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ဒါချန်ပီယံဖြစ်နိုင်တဲ့အသင်းအသင်းကိုတော့တိစောက်ပြီးပါပဲချန်ပီယံဖြစ်ဖို့ပဲလိုတော့တယ်ဘောလုံးရစီကတော့ကျွန်တော်နည်းနည်းလေးပေါ့၃ရစီလောက်ကတော့အရန်ကောင်းတယ်ဒါပေမဲ့အခုထိတော့အဆင်မပြေသေးဘူးဒီလိုမျိုးတော့ဖြစ်နေတယ်ဒီနေ့မှာကျွန်တော်မြင်တာပေါ့ဗျာဒါကဘာလဲဆိုတော့အာဆင်နယ်ကိုတာဝန်ယူရတာတခြားအသင်းကြီးတွေကိုတာဝန်ယူရတာထက်ပိုပြီးတော့ဖိအားနည်းတယ်လို့ကျွန်တော်မြင်နေဗျာဘလို့လဲဆိုတော့ဆူဖလားမရလဲဘာမှမဖြစ်ဘူးတော့ချန်ပီယံဆူလေးနားမှာနေနိုင်အဆင်ပြေရဆိုတာမျိုးဖြစ်နေတယ်ပြောမယ်ဆိုလို့ရှိရင်ဘောလုံးရစီ၂ရာသီ 就坐牢，干这个的，什么？ ဆူဖလားဖျက်လုံးရခဲ့တဲ့တန်ဟက်တောင်မှာအထောက်ခံခဲ့ရတယ်။ကျွန်တော်ပြောချင်တာကမန်စီးတီးကမှလည်းဒီလိုမျိုး၅နှစ်လောက်ဖလားလက်မဲ့ဖြစ်လို့မရဘူး။လီဗာပူးလည်းဒီတိုင်းပဲ၊ချယ်ဆီလည်းဒီတိုင်းပဲ။ပရီးမီးယားလိတခြားသောအသင်းကြီးတွေကဒီလိုဖိအားရှိပေမဲ့အာဆင်နယ်ကတော့အဆင်ပြေတယ်၊ကစားကွက်လှတယ်၊ငါတို့နိုင်တယ်။ဒါပေမဲ့တကယ်တမ်းလက်တွေလည်းကျွန်တော်ဘာမှမရဘူး။ဒီလိုပုံစံနဲ့လဲနေရတော်တော်လေးလေးကြာပြီ။ဒီလိုပုံစံနဲ့အာဆင်နယ်ဟာကျင့်နေတဲ့အခါမှာကတော့အာဆင်နယ်ကိုကင်ရတာတခြားအသင်းတွေကိုကင်ရတာထက်ပိုပြီးတော့လည်းဖိအားနည်းလို့ကျွန်တော်ခံစားရပါတယ်နော်။အဲ့တော့အာဆင်နယ်ကဒီအပိုင်းလေးတွေလည်းပြင်ဖို့လိုတယ်လို့ပြောချင်ပါတယ်။ကဲ ဲ့ဒါဆိုလို့ရှိရင်တော့ Liverpool နဲ့ Arsenal တို့ရဲ့ဘိုးရလက်ခံမှတ်ချက်ကိုပြောပြပါမယ်။ခံမှန်းပေးပါဦး။အဲကျွန်တော်ကတော့ဒီပွဲစဉ်မှာနှစ်သင်းလုံးကတော့ဘာဖြစ်ရမှာတော့မရှိတော့ဘူးပေါ့နော်။သူတို့ကဒီပွဲစဉ်ကိုတိုင်းပဲကစားဝါမယ်ပုံစံမျိုးမှာတော့ရှိရပါတော့။အဲဂိုရလက်အနေနဲ့ကတော့ နှစ်သင်းလုံးတော့ကျွန်တော်နိုင်ရမယ်လို့မထင်ဘူးပေါ့နော်ဒီပွဲချိန်မှာတော့လီဗာပူးနဲ့အာဆင်နယ်တစ်ဖက်ကိုတကိုးစီတရားလည်းနဲ့ပဲပွဲပြီးဆုံးရမယ်လို့ခန့်မှန်းလိုက်ပါဟုတ်ကဲ့ပါဒီပွဲကတော့အမြင်တူပါတယ်ဒီလိုပဲခန့်မှန်းပါတယ်နှစ်သင်းလုံးအတွက်အေးဆေးဆေးပေါ့နော်ပွဲစဉ်တစ်ပွဲရမလေးခွဲယူသွားမယ်ပွဲစဉ်တစ်ပွဲလှလှပပလေးပဲပြီးသွားမယ်လို့ထင်ပါတယ်လီဗာပူးအာဆင်နယ်တစ်ဖက်တကိုးစီနဲ့အသေးချသွားမယ်လို့ခန့်မှန်းထားပါတယ်ဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့လီဗာပူးနဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ရိုးရှင်းရှင်းလေးပါပဲတည်ကြမယ်လို့ခန့်မှန်းထားပါတယ်လက်တွေမှာဘယ်လိုဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့အစီအစဉ်ကတော့ဒီလောက်ပါပဲပေါ့နော်ဒါပြည့်စုံတဲ့အစီအစဉ်ကတော့ဒီလောက်ပါပဲ Premier Sport ရဲ့နောက်လာမယ့်အားကားအစီအစဉ်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံနေကြပါသေးလို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။